Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့25ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်တဲ့အပြင်ကျွန်တော် Ambumo နဲ့ပတ်သက်တဲ့ Breaking News တွေလည်းကျွန်တော်ရထားတာတွေကျွန်တော်ရှိတယ်ဒါတွေကိုကျွန်တော်သာဆွေးနွေးသွားကြပါမယ်အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါလက်ရှိအမ်ဘူမိုနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်တို့ဒါအရင်ဆုံးကြည့်ကြည့်ရရင်ကျွန်တော်တို့ဒီ Jimmy Jackson ပေါ့နော် The Guardian ရဲ့ Jimmy Jackson ကတော့ဒီ Manchester United ကတော့ ကျွန်တော်အနေနဲ့ဒီ Brian Ambumo အတွက်ပေါ့နော် Brandpo အတင်နဲ့ကနအူးပြောင်းရွှေ့ကြီးအတွက်သဘောတူညီမှုရရှိထားပြီးဖြစ်တယ်ပေါ့ဗျာဟိုအပိုစုကြီးတွေအတွက်ကလပ်တင်းတစ်ခုကြားထဲမှာဆက်လက်ဆွေးနွေးနေစေဖြစ်ပြီးတော့ဒီပေါင်65တန်းဝန်းကျင်နီဘာတိ ြောင်းရွှေ့ကြီးကကုန်ကျသွားနိုင်တယ်ပေါ့ကျွန်တော်ပြောင်းရွှေ့ကြီးရဲ့အပူစုကြီးရဲ့ဆိုလို့ရှိရင်စုစုပေါင်းပေါင်း65သန်းလောက်ထိရှိသွားနိုင်နေပေါ့နော်ဒါကဂျီမီဂျက်ဆင်ကပြောထားတာရှေ့မှာလေဂျီကော့ပစ်ဘန်ကတော့မန်ချက်စတာယူနိုက်တက်နဲ့အာဘရိုင်ယန်အမ်ဘူမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကပေါ့နော်အမ်ဘူမူအတွက်ဘရန်ဖုန်နဲ့သဘောတူညီမှုရဖို့နှိစက်နေပြီဆိုတဲ့အကြောင်းဇူလိုင်လ9ရက်နေ့မတိုင်ခင်မှာ ကျွန်တော်တို့ဒီအမ်ပူမိုယူနိုက်တက်ကိုရောက်တာကိုအတီးပြုတ်နိုင်ဖို့အတွက်ပေါ့နော်ယူနိုက်တက်ကအလိုရှိနေတယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်ခုနှစ်ရက်နေ့ထိတော့မဆောင်နေတဲ့အကြောင်းတော့မရှိဘူးဒီနေ့ညတွေကိုပဲဖြစ်ကောင်းဖြစ်သွားနေတယ်နော်အဲဒါအပြင်ကျွန်တော်တို့က ဆိုလီတော့စ်ကနေပြီးတော့လေ report လုပ်ထားတာကမန်ချက်စတာယူနိုက်တက်ကတော့ဘောနော်ဒီ Brian Ambumo အတွက် Brentford အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်ဗောနော်အပြောင်းအရွှေ့ကတော့လာမယ့်အပတ်ထဲမှာအပြည့်တက်နိုင်ဖို့ရှိနေတယ်အခုအခါဆိုလို့ရှိရင်ကစားမဖြစ်သူတွေဆေးဆေးဖို့နဲ့စာချုပ်ချုပ်ဆိုဖို့အတွက်ကိစ္စတွေဆောင်ရွက်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ဆိုတော့ဟိုတရားဝင် reach ဖြစ်တဲ့သဘောမျိုးလို့တော့ကျွန်တော်မထင်သေးဘူးခုနကပြောသလိုပဲ The Guardian ကပြောထားသလိုပဲပေါင်သန်း60နဲ့ကျွန်တော်သဘောတူညီမှုရတယ် နောက်ထပ်အပူစုရေးတွေအတွက်ဆွေးနွေးနေစေလို့ကျွန်တော်ထင်တယ်။နောက်အခုလက်ရှိကျွန်တော်တို့ဒါ Sully Talks ကိုပြောထားသလိုမျိုးဒါအပြည့်အဝသဘောတူညီမှုရသွားပြီဆိုတဲ့ပုံစံမျိုးကဟုတ်ချင်မှာဟုတ်အောင်မှာဒါတော်တော်များများပြား journalist တွေကညီကလိုလဲခံမှန်းမိမှာပါ။နောက်အချိန်လေးကောင်းလာပြီဆိုလို့ရှိရင်ဘာမှမဟုတ်သေးမနဲ့ကြောင့်ကျူပြီးတော့တင်ရတာခံမှန်းပြီးတော့ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့က Brian Ampumo United ကိုရောက်ဖို့အတွက်တော်တော်အချိန်ကြီးကောင်းနေပြီဆိုတော့ကျွန်တော်တို့ကောင်းကောင်းသိလို့ရတယ်အဲ့ဒီတော့ ကလဒင်းနှစ်ခုကြားတဲ့ဆွေးနွေးနေစေဖြစ်ပေမဲ့လို့ခံမှန်းပြီးတော့အာမဟုတ်လေသဘောတူညီမှုရတော့မှာပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောကြတာတွေကျွန်တော်ရှိတယ်။ဒါကြောင့်ပေါ့နော် United နဲ့ Brentford ရဲ့ကြားထဲမှာ officially သူတို့သဘောတူညီမှုပေါ့နော်ကျွန်တော်တို့ဒါအပြည့်အဝမရသေးဘူးလို့တော့ကျွန်တော်ထင်တယ်။ဒီဘယ်လိုပြောရလဲဟွာအတွက်ဆွေးနွေးနေကြဆုံးလို့ပဲကျွန်တော်ယူဆတယ်။ဒီဘယ်လိုပြောရအောင်အင်းကစားမရဲ့ပေါ့နော်ဒါလုတ်ဘယ်လိုပြောရအောင်စွမ်းဆောင်ရေးပေါ်မူတည်ပြီးတော့ ရနိုင်ပေးရမယ်ကျွန်တော်ဒါအပူစုကြီးအပေါ်မှာပဲဆွေးနွေးနေတော့လို့ကျွန်တော်ထင်တယ်။ပြောမြဒီနေ့ညတင်ကိုပဲ officially သဘောတူညီမှုရကောင်းရသွားနိုင်တယ်။เนาะစုစုပေါင်းလေးเนาะအပိတဲ့သဘောတူညီမှုရပြီးတော့အပြောင်းချွေကဖြစ်သွားနိုင်တယ်။အဲအတင်းဘက်ကကြီးညာတဲ့အထီတို့ဘာလို့ဆိုလို့ရှင်တော့ဘလောက်ထိစောင့်ရအောင်မလဲတော့ကျွန်တော်ကြည့်ရမှာပေါ့လေဆိုတော့ပေါင်တန်း60ပေါင်တန်း60ကိုကျွန်တော်ပေးရမှာပြီးလို့ရှင်အပူစုကြီးက9တန်းလောက်ထပ်သွားမယ်65တန်းဆိုတော့ကျွန်တော်တို့ဗျာမနိုင်ပြောရင်ဒီလောက်ထိ ဟိုပေးတင်တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကျွန်တော်ပြောသလိုပဲဒီကစားမရဲ့ခြေစွမ်းကတန်60တန်နဲ့ခြေစွမ်းမျိုးဟုတ်မနေဘူးပေါ့ဗျာတန်40လောက်ပဲတန်နဲ့ခြေစွမ်းမျိုးဗျာဒီလားနော်ကစားမရဲ့ဟိုဘယ်လိုပြောမလဲစာရုပ်တန်ကတစ်နှစ်ပဲကျန်တော့တာရဲ့ဒီလိုရှိရင်ကျွန်တော်တို့ကစားမကိုယ်တိုင်ကိုယ်ကယူနိုက်တက်ကိုပြောင်းချင်လွန်းနေတာရဲ့ဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အချင်းကြီးတွေကကုပတ်မှာကြည့်ပဲရဲ့နော်ဒါအပြင်ပေါင်သန်း60ဆိုတာဘယ်လိုမှတန်မနေဘူးဗျာဘယ်လိုမှတန်မနေဘူး ို့တော်လည်းပဲအသင်းဘက်ကဒီကစားမမဒီကစားမဆိုပြီးတော့ဖြစ်နေတယ်။ဒါအပြင်အသင်းမှာကလည်းဒီနေရာကလည်းမဖြစ်မနေဆိုလို့ကျွန်တော်ခေါ်ဖို့လိုနေတယ်ဆိုတော့ကျွန်တော်တန်း60ဆိုလည်းတန်း60ငါတို့ကတော့အမ်ဘူမိုးနဲ့ပတ်သက်လို့ရှိရင်တန်း60လောက်တော့ရည်ရွယ်ထားတယ်။အကယ်လို့တန်း80တိဘာတွေဖြစ်သွားမယ်ဆိုလို့ကျွန်တော်ငါတို့မကျူးပန်းတော့ဘူးဆိုတဲ့ပုံစံမျိုးအသင်းဘက်ကသူဟာနဲ့သူ limit ထားခြင်းထားမှာပေါ့လေ။သူတို့တတ်မှတ်တဲ့ limit ကိုမရောက်မချင်းတော့တန်း60ဆိုလည်းပြေးလိုက်မှာပဲ။63တန်းဆိုလည်းပြေးလိုက်မှာပဲ။65တန်းဆိုလည်းပြေးလိုက်မှာပဲဆိုတော့ အခြေအနေမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကြောင့် MMU ရဲ့တည်င်းက sorry MMU ရဲ့အပြောင်းအရွှေက United ရဲ့ဘက်ကပါနော်ကျွန်တော်တို့ဒီပေါင်65သန်းလောက်ထိကို ကုန်ကျသွားနိုင်ခြင်းရှိပြီးတော့အခုဆိုလို့ရှိရင်အဲ add-ons တွေအတွက်ကျွန်တော်တို့သွေးနွေးနေကြဒုံးပါကျွန်တော်ပြောသလိုပဲဒီ Athletic တို့ Fabrizio တို့ Manuru ဘက်ကဒီတရားဝင် ပြောလာတဲ့အရာတွေကိုမြင်ရဖို့ဆိုလို့ရှိရင်ဒီနေ့ညလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ် ဒါမှမဟုတ်မနေ့ပြန်နေပါလိမ့်လဲကျွန်တော်ရောက်ကောင်းရောက်သွားနိုင်နေပေါ့နော်ဒီလောက်ထိတရင်တွေကပူလာပြီဆိုလို့ရှိရင်တော့မကြခင်ဒါ official တွေပါတက်တော့မယ်ဆိုတော့နော်ကလပ်တင်တစ်ခုကြားတွေဒါသဘောတူညီမှုတွေရတော့မယ်ဆိုတာကျွန်တော်တို့ကနည်းနည်းလေးခံမှန်းလိုက်လို့ကျွန်တော်ရတယ်ပြီးခဲ့တဲ့တပတ်ကျော်တုန်းကလိုမျိုးအားလုံးကကျွန်တော်တို့သွေးအင်းနေတဲ့အခြေအနေမျိုးမဟုတ်တော့ဘူးဗျာအတင်းဘက်ကလည်းအန်ဘူမိုးရဲ့အပြောင်းအရွှေ့ကိုကျွန်တော်ကောင်းကောင်းအဆုံးသက်ချင်နေတဲ့အခြေအနေမျိုးပါဒါကြောင့်ပေါ့နော်အန်ဘူမိုးဒီမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကခေါ်ဖို့အတွက်ဒါသဘောတူညီမှုဒါကနေဦးပြောင်းရှိကြတဲ့ရသွားပြီးတော့ ကစားမဖြစ်သူတွေပေါ့နော်ဒီဆွမ်းဆောင်ရည်ဒီပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကပေးရမယ့်တန်ကြီးကိုပဲကျွန်တော်ဆက်ပြီးတော့ဆွေးနွေးနေကြတယ်ပေါ့ဗျာကလပ်တင်းညီကြားထဲမှာဆိုတော့ဒါကတော့လက်ရှိအန်ဘူမူနဲ့ပတ်သက်တဲ့သတင်းပေါ့နော်အတင်းတွေတော့နောက်ထပ်အန်ဘူမူအကွန်ညာပြီးလို့ရှိရင် နောက်ထပ်ကစားမတယောက်ကိုခေါ်ဖို့အတွက်တော်တော်အခြေအနေကောင်းနေပြီလို့ကျွန်တော်ပြောလို့ရတယ်နော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ညီကလို့ရောဘလို့မြင်ကြလဲကျွန်တော်လက်ရှိအန်ဘူမူရဲ့အပြောင်းရွှေ့နေပတ်တယ်လို့နော်မင်္ဂလာပါပြားတဲ့အဲစောင့်နေရတာလဲပြားတဲ့11ရှီလာရောက်ပါတော့တယ်နော်ကစားမားတွေ အမြန် here we go ပါစီပဲမျောလင့်နေရတာဗျာတဲ့နော်ဟုတ်ကဲ့ပါအဲလောလောဆယ်မှာဆိုလို့ရှိရင်တဲ့အဲ here we go ရင်လာမလားပဲ debit roll stain ကရင်လာမလားပဲစောင့်ကြည့်ရမယ်ဟုတ်ကဲ့ပါနောက်ထပ်ဗျာတဲ့အသင်းမှာတဲ့တိုက်စုမှုတယောက်နဲ့ကွန်းလေတယောက်ထက်ခေါ်အောင်မယ်လို့တော့မျောလင့်တာပဲတဲ့နော်ဒီကောင်ရောက်လာမယ်ဆိုလို့ရှိရင်တော့နောက်ထပ်အပြောင်းရွှေ့တွေကိုလည်းမြင်မြင်ဆန်ဆန်လောက်ကန်နေဖို့လိုရပြတယ်။အဲကျွန်တော်ကတော့ဒီအပြောင်းရွှေ့ပြီးသွားလို့ရှိရင်တော့ဘောနော်တော်တော်ခေရင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့နောက်ထပ်အပြောင်းရွှေ့တွေအတွက်ဆိုရင် ကိုအတင်းကအရင်ဆုံးကစားမားရောင်းချနိုင်မှဆိုတဲ့သတင်းတွေထွက်ထားတော့အန်ဘူမိုးရဲ့အပြောင်းအရွှေ့ပြီးပြီဆိုတာနဲ့တလားလောက်တော့ငြိမ်သွားလေဦးမယ်လို့ကျွန်တော်ထင်တယ်။တလားလောက်တော့မဟုတ်ဘူး။ကိုအတင်းဘက်ကကစားမားမရောင်းချနိုင်မှချင်းတလားကြော်လေးဖြစ်ချင်းဖြစ်မယ်၊နှစ်လားလေးဖြစ်ချင်းဖြစ်မယ်ပေါ့နော်။နော်အဲ့လိုမျိုးဆိုတော့ဟိုစောင့်ဝအောင်မယ်လို့ကျွန်တော်ထင်တယ်။နော်ဒီဒီဒီဟွာကနေပြီးပြီဆိုလို့ရှိရင်ပေါ့နော်။ဒီအန်ဘူမိုးရဲ့အပြောင်းအရွှေ့ပြီးပြီဆိုရင်ပြောတာပါ။ဟိုတိုက်စစ်တွက်ကလည်းနောက်ထပ်တန်း၄၅၆ဆေးကလူသေးတာ နော်အဲ့လိုဆိုတော့အခါကျတော့အတင်းတွက်ကဘလူးမန်အစင်မပြေဘူးလေဗျာအတိလေနော်အစင်မပြေဘူးလေနော်ဆိုတော့ဟိုအချင်းဒီမဟန်သေးပါဘူးတိုက်စစ်မှုထက်ပြီးတော့ခေါ်ဖို့ရတော့နော်အဲလင်းလက်ဝေးတယ်နော် here we go ပြီးတဲ့ရောက်ပြီနော်တဲ့ဘယ်ကဘယ်ကဟာဒီတွားပြီးတော့ဖက်လာတာလေနော်ဆိုတော့ဒီဒီများဒီမှာလည်းရောက်ပြီလို့ပြောတယ်တော့ဘယ်သူကပြောတာအောင်ရောက်ပြီလို့ပါနော်ဖာဘရီဇီယိုကဖုံးဆက်ပြောရလားဟာလားနော်ကျွန်တော်တို့ United ရဲ့ပါလေအိုမန်ပါရတာဖုံးဆက်ပြောရတာမသိနော်ဒီတင်းကိုမျောနေတာပြားတယ်နော်โอเคကျေးဇူးများဒီမှာလည်းအဲလေတော့တယ်တော့ ကျွန်တော်တို့ယုံကြည်ရတဲ့သတင်းဌာနတွေကတင်တာကိုစောင့်ကြည့်အောင်ပါပါအခုကယူဆချက်တွေကများနေတယ်ဗောနော် အားမအချိန်ကြီးကိုမူတည်ပြီးတော့တိတ်ပြီးဟိုယူဆပြီးတော့ပြောကြတာတွေများနေတယ်ဆိုတော့မကြခင်မှာတော့ကျွန်တော်ဖြစ်လာမှာပါဒီ Fabrizio တို့ David Ostein တို့ဗောနော်တင်လာပါလိမ့်မယ်ကျွန်တော်တို့ဒီညလည်းဖြစ်ရင်ဖြစ်မယ်နောက်နေ့လည်းဖြစ်ရင်ဖြစ်မော်ဗျာနော်အခုကတော့တို့စီကနေပြီးတော့ဘာမှဒီကိစ္စနဲ့ပတ်သက်လို့မတင်သေးဘူးဗောနော်ဒါပေမဲ့နီးစက်နေပြီးတော့ကျွန်တော်ပြောလို့ရတာဗောနော် Game Live ကနောက်နေ့အတွက်ပါဆက်သွားရင်နော်အဲ ဟိုဒီနေ့တော့ game ကမရှိဘူးเนาะကျွန်တော်မနေ့ပြန်အရေးကြီးကိစ္စသွားစရာရှိတာနဲ့ဗာနဲ့ဆိုတဲ့ခါကျတော့ဒီနေ့သွားဖို့မရှိပါဘူးဆက်သမားเนาะတန်60တုံးမဲ့စပြားတဲ့တန်30လောက်နဲ့ရနိုင်မဲတဲ့ဂျေဇုကိုပဲခေါ်တင်နေတာအဲဂျေဇုခေါ်ခိုင်းနေတယ်လို့ဘလော့ပြီเนาะခဏလေးပြောပါဂျေဇုခေါ်ခိုင်းနေတယ်လို့တော့ဘလော့ပြီမြန်အဲ့လောက်ဂျေဇုခေါ်ရင်းနေဈေးကြီးတယ်လို့တော့ထင်နေပြားတဲ့55တန်းဆိုလုံတော့တဲ့ကစားမမျိုးပါတဲ့ဒါပေမဲ့သူ့ကိုတော့စောင့်ကြည့်ပြီးတော့ချိန်ပေးစီနေတာတဲ့ အဲတခြားကစားမလို့ pressure တွေပြီးပြီးတော့မကောင်းမှတော့ဆွေးရင်ရတယ်အဲ25နှစ်ပဲကစားမတယောက်ကအချိန်ပေးစရာအကြောင်းမရှိပါဘူးသိလားဟောတခြား league ကနေပြီးတော့ပြောင်းလာတဲ့သူလည်းမဟုတ်ဘူး premier league က premier league ပဲကစားတဲ့ကစားမမျိုးကျွန်တော်တို့နော်25နှစ်ပဲကစားမတယောက်ကိုအချိန်ပေးဖို့ premier league က premier league အချင်းချင်းနော်ကျွန်တော်ပြောင်းတဲ့ကစားမကိုအချိန်ပေးဖို့ဆိုတာမျိုးကတော်တော်တော့အဆင်မပြေပါဘူးနော် ဒီဒီချိန်မှာလက်မခံလို့ရှိရင်တော့ဗျာတဲ့ထက်ပြီးတော့မကြိုးစားတင်တော့ဘူးတဲ့အဲလက်ရှိကတော့ဟိုဟိုဘယ်လိုပြောမလဲဟိုအဝါပဲကျွန်တော်တို့နေတော့ဗောနော်ဒီကျန်တော့တာပါဘယ်လိုပြောမလဲเอ่อวาเบตบอตญีมูยาโวจันเราดาบอปูสุจีเบเนาะจรปองตั้น60เสียก็ไปมาเบอปูสุจีกูเราตา5ตันปีมล่ะบ่เนาะ5ตันสรุปရှင်เนาะเราบลูจันมล่ะดาริกูเราจี้อ่ะมาบ่ดิเอ่อกานาชูกูเด้เนาะย้อมเมลูทินละบ่ยาเด้เนาะเอ่อกานาชูอ่ะย้อมมาบ่เนาะย้อมมาบ่เนาะเบติงก็ขอมเลยเบเราจี้อ่ะมาบ่ดิเนาะ ရောက်တည်နေပါဗျာတဲ့ပေါင်သန်း60အပူစုကြီး9သန်းဆိုလို့ရှင်တော့တဲ့နော်သူတို့တွေညင်းလိမ့်မယ်လို့တော့မထင်ပါဘူးတဲ့နော်โอเคပါချီးမြှားနေပါတယ်အဲအန်ပူမွေးရအပြောင်းရွှေ့ပြီးလို့ရှင်နောက်ထပ်ဘသူခွန်မဲလို့ထင်လဲတဲ့အန်ပူမွေးရအပြောင်းရွှေ့ပြီးတော့အတင်းဘက်ကငွေရတဲ့အပေါ်မှာမူတည်ပြီးတော့ဒီဘသူဘယ်နေရာကိုဦးစားပေးကြိုးပမ်းမလဲဆိုတာပဲကြည့်ရမယ်လို့ထင်တယ်ကျွန်တော်တို့ကတော့တိုက်စစ်မှုကိုမျှော်လင့်ကြတာပေါ့နော်ဒါပေမဲ့လို့အတိုက်စစ်မှုတယောက်ကိုဝယ်နိုင်တဲ့အထိ တော့ငွေကြီးမလုံလောက်ဘူးဆိုလို့ကျွန်တော်ကွန်းလေကိုဦးစားပေးပြီးတော့အရင်ခေါ်လိုက်တယ်မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့မဟုတ်ဘူးငါတို့ကတော့တိုက်စစ်မှာတိုက်စစ်ပဲဆိုလို့ရှိရင်တိုက်စစ်မှုတူကိုရအောင်ခေါ်ဖို့အတွက်ဒီငွေစုပြီးတာနဲ့ကွန်းလေကဈေးပေါ်ပေါ်ပေးပေးကစားမတယောက်ကိုကျွန်တော်ကထပ်ခေါ်ဖို့အတွက်ကြိုးပမ်းတာမျိုးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နော်မဟုတ်လို့ရှိရင်တော့ကျွန်တော်နေနေပေါ့နော်လုံးဝအဆင်မပြေဘူးပေါ့နော်ဒါတော့တေချာလာတစ်ခုကတော့အန်ပူမူရဲ့အပြောင်းရွှေ့ပြီးပြီဆိုတာနဲ့ကျန်တဲ့အပြောင်းရွှေ့တွေကတော်တော်လေးကိုကျွန်တော်အချိန်ကြာသွားလိမ့်မယ်လို့ကျွန်တော်ထင်နေနော် โอเคအဲမနိကားတဲ့ rehabilitate ကသူ့ကစားမကို Etigo ထန်းတယ်เนาะအဲရောင်းလိုက်လို့ Anthony တွေပိုက်ဆံရပြီလို့ထင်နေပြတယ်เนาะသူတို့က Anthony တွေပိုက်ဆံသုံးမသုံးဆိုတာကကျွန်တော်တို့မသိဘူးလင် Anthony စွန်းတို့တို့သူတို့ကလည်းဟိုဘယ်လောက်ထိပေးခေါ်ကျင်တော့တကယ်ရောသူတို့ကကြိုက်ရလားအဲ့ဒါလည်းရှိသေးတာခေါ်ကျင်နေဆိုရင်တော့မှသူတို့ပတ်ဆံရှိရှိမရှိရှိကိုလူကျင်တဲ့ဈေးသူတို့ကပေးကျင်ရုံမှသူတို့ပတ်ဆံထဲမှာသူတို့လက်ထဲမှာပိုက်ဆံတန်း90ရှိတယ်ကိုရီးယားတန်း40တောင်းတယ်သူတို့က Anthony ကိုတန်း30ပဲတန်တယ်လို့ထင်နေဆိုရင်သူတို့လက်ဆက်90ရှိလေကိုရီကိုမပေးဘူးဗျာ60ရှိလေမပေးဘူး ရှင်းရှင်းလေးရဟုတ်တယ်မလားနော်အန်တိုနီဆန်တိုကနော်အန်တိုနီဆန်တိုကလက်ရှိမှာ ခေါ်ကျင်တဲ့ဘက်တစ်ရှိပြီမဲ့ကိုရီလူချင်းတဲ့ဈေးကိုဘက်တစ်ကမပေးချင်ဘူးဖြစ်နေတာနော်ကျေးဇူးများတင်ပါတယ်အဲဂိမ်းဆော့မယ်ထင်နေတာဗျာအဲဒီနေ့တော့မဆော့ပြည်သေးပါဘူးဆရာမနော်ဒီနေ့တော့မဆော့ပြည်သေးပါဘူးချီတီများဒီမှာလေစာဂျင်ရက်ကလစ်ကဖုန်းဆက်ပြောတာဗျာလေနော်အဲ့ဒါဆိုလို့ကျွန်တော်ယုံလိုက်ပါတော့နော်စာဂျင်ကပြောတာဆိုရင်တော့ယုံလိုက်လို့ရပြီနော်ကျွန်တော်ရောက်ပြီဆိုတာလေနော်စာဂျင်ပြောတယ်ဆိုရင်တော့ယုံလိုက်လို့ကျွန်တော်ရပြီ အံပူမိုးတော့ရောက်ပြီဗျာတဲ့အတင်းမှာကျန်တဲ့အမိုက်တွေရှင်းရအောင်မယ်တဲ့နော်။ Okay ပါကျေးဇူးများဒီမှာတဲ့။ဘာလို့နော်။ Richard Reuse ကတကယ် United ကစိတ်ဝင်စားနေတာလားတဲ့နော်။တင်းနေကတော့ကျွန်တော်ထွက်တာပါပဲဆရာသမားကြီးနော်။ကျွန်တော်တော့ကြည့်ကြည့်နော်တရင်ကတော့ထွက်တာပါပဲနော်တရင်ကတော့ဒီတိုင်းပဲဟိုဟိုထွက်တယ်ဒီထွက်တယ်ကျွန်တော်ရှိနေတာပဲအချိန်ကစကားပြောသွားမှာပါ ဂါနာချွန်နဲ့ Chelsea ထွက်တဲ့တင်းငားတဲ့ကိုအတင်းကရုပ်ပေါက်တယ်ဗျာတဲ့နော်အဲသူများအတင်းသူများအတင်းကစားမရည်ဆိုဘူတန်အာဘူရှစ်တင်ပြပြီးတော့ကိုတင်ကကိုပဲရှောက်လို့နေတာခင်နော်အာဂျာစီကန်မယုံမယ်ပြားတယ်ဒါတော့ဘရာသာသဘောပါနော်ဂူသမားနေရာကိုတယ်နော်တခြားဂူသမားရောက်လာအောင်မထင်လားတဲ့ကော့စတာတို့ဘာလို့ဘောတဲ့အဲဂူသမားတော့ကော့စတာလောက်ထိတော့အတင်းဘက်ကဟိုခေါ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော်ယူရိုတန်း60လောက်ထိတောင်းနေတဲ့ဂူသမားကိုအတင်းကငွေအဲ့လောက်ထိကျွန်တော်သုံးနိုင်ဆိုမရှိပါဘူးဆရာသမားကြီးနော် တော့ဂူးသမားနေရာကဒါဦးနနာကလည်းထွက်အောင်မဦးနနာမထွက်ဘူးဆိုလို့ရှိရင်တော့မနော်ဦးနနာမထွက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တော့မထင်ဘူးနော်နောက်ထပ်ဂူးသမားတွေကျွန်တော်ရောက်လာနိုင်မလို့ကျွန်တော်မထင်ဘူးဆိုတော့ဒါကအန်ဘူမိုးနဲ့ပတ်သက်လို့ပေါ့နော်အဲနောက်ထပ်သတင်းတွေကျွန်တော်ကြည့်အောင်မလာစီယာအတွက်ဝယ်မဲ့အသင်းမရှိသေးတဲ့အတွက်အသင်းကရောင်းချဖို့အခက်အခဲဖြစ်နေတယ်တဲ့နော်မလာစီယာက PSV ကိုအငှားသွားကစားပြီးတော့ နယ်သာလန်အမှတ်ပြီးဖလားကိုချန်ပီယံဖြစ်ခဲ့ပြီမြင်လေလို့ PSV ရဲ့ဘက်ကတော့အပြည့်အဝဝယ်ယူဖို့အတွက်စိတ်အားထက်သမှုနည်းပါနေတယ်ဆိုပြီးတော့ကျွန်တော် ပြောထားတယ်။ဒါကတော့ကျွန်တော်ကဒီ Mike Margaret တင်ပါတယ်သူပြောထားတာ။ဆိုတော့ပြဿနာကအားရပဲ။ကိုအတင်းကစားမားတွေကိုဘယ်ကောင်းမှအမှန်တကယ်စိတ်မဝင်စားကြဘူး။နော်ပြောင်းရွှေ့ကြည့်ဘလောက်ဘလောက်တော့မဟုတ်သေးဘူးနော်။ဘယ်သူမှကိုအတင်းကစားမားတွေကိုတကယ်စိတ်မဝင်စားကြဘူးဗျာသိလား။ဘယ်သူမှတကယ်စိတ်မဝင်စားကြတာ။အဲ့ဒါတော်တော်လေးပြဿနာကြီးတယ်။နော်ကစားမားတွေကိုရောင်းချမယ်ဆိုလို့ရှိရင် အဲအတင်းဘက်ကတိုင်းပတ်ပြီနော်မဝဲချင်းဝဲဝဲဝဲမဲ့သူမရှိရတာနဲ့ဟလာနော်သူတို့ကိုဘက်ကကြတော့လေရောင်းမှုအတွက်ဆိုလို့ရှိရင်လည်းဘာဖြစ်တုံးဟိုကိုကိုလူချင်းနဲ့ငွေကိုမပေးချင်ရတာနဲ့မလာရှီးယားတို့လည်းဒီလိုနဲ့ကျွန်တော်တိုင်းပတ်ဦးမှာပါနော်လူချိုတို့လူပေါ့ဗျာနော်နော်ကျွန်တော်တို့အတင်းကနေပြီးတော့ရောင်းချတဲ့ exam တွေအတင်းမှာဝိလေကြောင်ပဲနောက်ထပ်တရာစီတော့ကျွန်တော်ထပ်ပြီးတော့မြင်ရအောင်မယ်တော်တော်ကိုစိုးတဲ့အချိန်မျိုးတွေပါတော်တော်ကိုစိုးတဲ့အချိန်မျိုးတွေနော် အဲနောက်တစ်ခုက နောက်တစ်ခုကနောက်တစ်ခုကဘာလို့ရှိအောင်မလဲကျွန်တော်တို့ဒီဂိုကော့စတာနဲ့ဒီဂိုကော့စတာနဲ့ပတ်သက်တာကတအားကြီးပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေမျိုးတွေမဟုတ်သေးလို့ကျွန်တော်မတင်သေးတာဘာလို့လဲဆိုတော့ကျွန်တော်ပြောသလိုပဲအဲအတင်းဘက်ကပေါ့နော်ဟိုကစားမရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတယ်ဆိုတာမျိုးကြောင်းကောင်းကြားလိမ့်မယ်ဒါပေမဲ့လို့ဗျာယူရိုတန်60ကျွန်တော်တို့ယူရိုတန်60ဒီတန်20ဒီခဏမိတာကိုအတင်းဘက်ကဦးနနာမထွက်သူပြီးနောက်ထပ်တိုက်စစ်မှုတယောက်ထပ်ပြီးတော့အာဆိုဂူဒမတယောက်ကျွန်တော်တို့ဒါအာနော်အားဖြစ်ဖို့ မဖြစ်နိုင်ဘူး။ကုနနာထွက်ကိုထွက်မှရမှာ။ကုနနာထွက်မှကျွန်တော်တို့ဘက်ကကိုသူမခေါ်မယ်ဆိုတဲ့သဘော။နော်ဆိုတော့ဒီဒီ first line နဲ့ keeper တွေပြောတာနော်။ဆိုတော့အဲ့တော့ဟိုကော်စလာမမကဘူးနော်ဘသူပဲဖြစ်ဖြစ်ဗျာ။အတင်းဘက်ကတော့လူချင်းတဲ့အတွက်ပေါ့နော်။ဒါအတိုင်းအတာတစ်ခုဒီ option ဖြစ်ထားတာရှိကောင်းရှိမှာပေါ့လေ။ဒါပေမဲ့လည်းလူဘလို့ပြောမလို့ဒီဟွာကျတော့ဟိုငွေကြီးပိုင်းကျတော့အဆင်မပြေတော့ဥနနာကြီးထွက်မှနောက်ရောက်ကိုထက်ခေါ်မှာအကယ်လို့ဥနနာထွက်ပြီးဟေးဆိုလို့ရှိရင်လည်းတန်60တန်း90တန်းကြီးထက်ခေါ်တော့မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ကျွန်တော်အဲ့လောက်ထိသုံးနိုင်ဆိုမရှိတော့ဘူးအခုပဲဗျာကိုညာနဲ့ကျွန်တော်ဒါအမ်ဘူမူပဲတန်တရာ20လောက်ကျွန်တော်ဖြစ်နေပြီဗျာဒီလားเนาะတန်တရာ20လောက်ကျွန်တော်ဖြစ်နေပြီနောက်ထပ်တစ်ယောက်တိုက်စစ်ကခေါ်အောင်မတိုက်စစ်ကဈေးကြီးမှာညီကလေးတိတဲ့အတိုင်းပဲ performance ကဘယ်လိုပြောမလဲပုံမှန်19လောက်25ကလောက်သွင်းနေနေဟိဆိုလို့ရှင်ကိုပဲအိုက်ကစားမှာကမြင်တန်း60ဒီပါလေလာတော့တာတိုက်စစ်ကတော့ကိုအတင်းတိုက်စစ်ကပေါ်ပေါ်ပေးရနိုင်မှုမရှိဘူးဆိုတော့တိုက်စစ်3ယောက်နေရာမှာနေကိုတန်တရာ80လောက်ကုန်မဲ့ချင်းမျိုးအဲ့ဒီတော့ကွင်းလေတို့ဂူသမားတို့နေရာမှာ ပိုက်ဆံအများကြီးသုံးနိုင်စွမ်း United မှာရှိမနေဘူးပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့တော်တော်လေးတိုင်ပတ်ပါတယ်ဆိုတော့ဒါကြောင့်ကုသမားတွေဘာတွေကိုအများကြီးကျွန်တော်တို့ပေါ့နော်ဒီမမျောလင့်နေဆိုတော့အဲ့ဒါကိုပြောတာဆိုတော့တိုက်စစ်တောင်းမှာပေါ့နော်အခုလက်ရှိငွေသုံးလို့ရတဲ့တွေကဆိုလို့ရှိရင်ကိုလက်လန်းမီတဲ့ပမာဏသုံးလို့ရတဲ့တိုက်စစ်ကအများကြီးရှိမနေဘူးဗင်ဂျမင်ဆက်စကူဆိုလို့ရှိရင်လည်းပဲဂျူရိုတန်း90ကျော်နော်လက်ရှိကျွန်တော်တို့ဒါအာဗာလဲဗီတာဂူဂရက်ဆိုလို့ရှိရင်လည်းပဲပေါင်တန်း60နော်ဗီတာအူစီမန်ဆိုလို့ရှိရင်လည်းပဲ ယူရို85သန်းဒါမျိုးတွေလာတာဗျာဒီလားမာတီတာတို့ဘာလို့ ਨੇ ကျွန်တော်တို့ကပြီးရင်ပြီးသွားမှာပေါ့လေနော်မာတီတာတို့ဘာလို့ ਨੇ ပြီးပြီးသွားမှာပေါ့အတင်းဘက်ကဟိုငွေကြီးရလေသူတို့ကထစ်တွေ့သေးတာဆိုတဲ့အခါကျတော့နော်ဂျီဂိုလီယွန်ကအတင်းနဲ့ပူပေါင်းပြီလားတဲ့အတင်းကိုတော့ရောက်သေးတဲ့ချိန်မရှိသေးဘူးဗျာဒါပေမဲ့ကျွန်တော်တို့ဇူလိုင်မှာရောက်လာနိုင်မယ်ထင်ပါတယ်ဇူလိုင်မှာရောက်ပြီးတော့ဂျီဂိုလီယွန်အငှားတွေပါတွေတွားကောင်းတွားနေတယ်ဒါမှမဟုတ်လူငယ်အတင်းတွေကိုကျွန်တော်တို့တွားကောင်းတွားနေတယ်ပေါ့နော် အဂီတီကီနဲ့အိုစီမန်ဘသူကိုပိုကြိုက်တယ်တဲ့အဲအိုစီမန်ကတော့ပိုပြီးတော့အစင်တင်တုံးလို့ရတဲ့ကစားမလို့ကျွန်တော်ထင်တယ်အဂီတီကီတို့ကျတော့အသက်ငယ်သေးတာရယ် physicality body grow ဖြစ်ဖို့လိုသေးတာရယ်ပရီးမီးယားလိကိုလည်းသူ့ရဲ့ physical ability နဲ့ကလုံးဝ thrive ဖြစ်ဖို့မလွယ်တာရယ်နဲ့ဆိုလို့ရှိရင်အချိန်ယူရမယ့်ကစားမမျိုးလို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့အိုစီမန်တို့ပါလို့ဆိုလို့ရှိရင်တော့ဗောနော라이နာတကူလည်းအဲမတူညီတဲ့နေပြည်တော်မှာသူကစားပူပြီးသွားပြီးအဲအစင်တန်ရှိတဲ့ league team မှာလည်းသူတို့ဗောနော်ဒီပြိုင်ပွဲတွေမှာလည်းသူကစားထားတယ်ကိုရီလည်းအမှန်ကန်တွင်းထားတယ် physical ban နဲ့ကျွန်တော်တောင်းတယ်အတွေ့အကြုံတွေရှိရဲဆိုဆိုတော့ OC man တို့ပါလို့ကတော့ဗောနော်အတင်းအတွက် ready တုံးလို့ရတဲ့ကစားမမျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Okay ကျေးဇူးများတယ်ပါတယ်။အဲအတင်းရဲ့ပြတဲ့ကစားမတွေကိုတဲ့ဘယ်အတင်းကမှစိတ်မဝင်စားတာခက်တာပဲတဲ့နော်စိတ်ဝင်စားပြောင်းလို့လဲကစားမတွေကအတင်းနဲ့အဆင်မပြေတာကိုခွင့်ကောင်းယူပြီးတော့အောက်ကြီးနဲ့ပဲလက်လွတ်နေရတာဗျာတဲ့။အကစားတိုင်ရာတွေလည်းပြောင်းတင်တယ်လို့ထင်နေတယ်เนาะအကစားဒါရိုက်တာကတော့ကျွန်တော်ပြောင်းထားတယ်ဆိုတော့သူတို့ထပ်ပြီးတော့ပြောင်းဖို့မရှိဘူးအတင်းကဒီ culture ကြီးကိုဖြည်းဖြည်းချင်းပြင်ယူမှပဲကျွန်တော်ရမှာ ဒါကြီးကချက်ချင်းဆိုလို့ online ခွင့်လို့လို့ရတဲ့အရာကြီးမဟုတ်ဘူးဆိုတဲ့အခါကျတော့သူတို့တွေရဲ့ဘက်ကတည်တယ်မလားငါတို့ကတော့ဟေးပြီးခဲ့တဲ့ကာလတွေတုန်းကနော်တန်း40တန်းနဲ့ကစားမကိုတန်း80လောက်ငါတို့ပြီးခဲ့ရတာဒီချိန်မှာတော့ငါတို့တန်း30လောက်နဲ့ပြီးတော့မယ်ချက်ချင်းလို့လို့မရဘူးဘာကိုအသင်းမှာကအဲ့ဒီအချိန်ကြီးမရှိသေးဘူးပေါ့နော်ကစားမတွေမဖြစ်မနေလာချင်းပါတယ်ဆိုတဲ့အကလက်မျိုးဖြစ်နေမှကလက်အသင်းနှစ်ခုကြားထဲမှာဈေးညှိရတာကကိုဘက်ကအာသာချက်ရှိတာတည်တယ်မလားအဲ့လိုမဟုတ်ဘူးဆိုမလွယ်တော့ဘူးနော်အဲ့လိုမဟုတ်ဘူးဆိုကျွန်တော်မလွယ်တော့ဘူးဗျအခုကကိုအသင်းက ဟိုသူများကစားမားတွေတိုင်းကသူများအသင်းကိုကြော်ပြီးတော့ကိုအသင်းကြီးပဲလာချင်ပါတယ်ဆိုတဲ့အခြေအနေဖြစ်အောင်ကလည်းဖလားတွေလည်းကျွန်တော်တို့အမြဲတမ်းရနေတာမဟုတ်နော်အောင်မြင်မှုကြီးကြီးမားမားကြီးတွေလည်းကျွန်တော်တို့ဘာလို့ရနေတာလဲမဟုတ်အဲ့လိုမျိုးဆိုတော့ကစားမားတွေဟာသူများအသင်းကိုလုံးဝနော်ကိုကောင်းနေမှထားမနေပြစ်ပြီးတော့ကိုအသင်းမှကိုအသင်းဖြစ်နေတယ်ဆိုတော့အခြေအနေမျိုးမဟုတ်တော့ကလပ်အသင်းကြီးကြားထဲမှာသူတို့လူချင်းနေပြီးဈေးကိုမပေးနိုင်ဘူးကွာငါတော့ဒီလိုတောက်တန်လောက်ပဲပေးချင်နေဆိုတဲ့ပုံစံမျိုးမြင်မနေရဘူးအဲ့ဒါတော်လေးတိုင်ပဲတယ်အဲ့တော့ကိုအသင်းရဲ့အခြေအနေကဘာနော် ဒီအမလားဈေးဒီပါလေဆိုလို့ရှိရင်ငါတို့တော့တလောက်ပြီးနိုင်တယ်မင်းတို့အဲ့လောက်မှလက်မခံရင်ငါတို့မခေါ်တော့ဘူးဆိုတဲ့ပုံစံမျိုးတွားလို့လို့ကျွန်တော်တို့မရသေးဘူးဖြစ်နေတာပြသေးလားနော် Okay ကျေးဇူးများတင်ပါတယ်အဲကျေးဇူးများတင်ပါတယ် Okay alright အဲပြရောက်သွားတော့ခဏလေးခဏလေးအဲ Jersey okay နော် game game menu ကိုဆောင်းနေပါတယ် okay ပါကျေးဇူးများတင်ပါတယ်ကြိုက်တာလုပ်ပြရတဲ့အစ်စ်မားတဲ့ဂိုးသမားမပြောင်းသေးဘူးဘာမှမထူဘူးတဲ့โอเคကျေးဇူးများတင်ပါတယ် မာတီနက်စ်ကတော့ရောက်မှလာတယ်နော်ဘယ်မာတီနက်စ်တော့ဂူသမားလာနော် ခုနကကျွန်တော်ပြောသွားတယ်လို့ပဲဂူသမားကကိုအတင်းကဂူသမားကိုလက်မလွတ်သေးကျွန်တော်တို့ဘောနော်နောက်ထပ်ဂူသမားခေါ်ဖို့မရှိဘူးဆိုတာလေကွင်းလေကလည်းပြားတယ်ဘရူနိုဘရူနိုကလွယ်ကျန်တဲ့ကစားမားတွေတပွဲနဲ့တပွဲကိုမယုံရဘူးတဲ့နော်အာဖီတင်းတဲ့နေရာတွေကလည်းအများကြီးပဲတဲ့နော်โอเคပါတန်းစင်သွားတဲ့လက်စတာဟောတန်းစင်သွားတယ်ဘလိုပဲတန်းစင်သွားတယ်တန်းစင်သွားတဲ့လက်စတာကွင်းလေကကစားသမားဗာလဲကစားသမားအဲ့ ဝင်းလေကစားသမားမာတင့်မာဘာတော့ငါဒုက္ခပဲကွာမိမမိမလို့ရေးစမ်းမှာကွာဖတ်ရတာစိတ်မရှိအောင်ဆိုမှာပဲငါလောက်ရမှာပဲ Okay ကျေးဇူးများတယ်ပါတယ်ကျေးဇူးများတယ်ပါတယ်အမ် Okay ပြရပါခဏလေးနော်ဘယ်ရောက်သွားတယ်လဲခုနကအဂီတီဂီအိုဂီဒါခုနကကျွန်တော်ပြောရတာအန်တနနာကဂူသမားနဲ့တရင်မထွက်ဘူးလားတဲ့မထွက်ပါဘူးဆရာသမားလေလောလောဆယ်မှာကျွန်တော်ဘောနော်ဘာမှန်ကိုတရင်မထွက်သေးပါဘူး ကိုတင်းကကစားမရီဆိုပြားတယ်တခြားအသင်းတွေကစိတ်ကူမဝင်စားကြဘူးတော်တော်တိုင်ပက်တယ်ဗျာတဲ့နော်โอเคပါအာကလပ်ဘရူးကတဲ့နော်ဂျက်ရှယ်ရီလေးကိုပြောပါဦးနဲ့ AC ဘက်ကလည်းလက်နေတဲ့အတန်ကြားလို့တဲ့နော်အဲတော်တော်ကောင်းတဲ့စင်ထရယ်မီဖီးလေးမျိုးဗျာတဲ့အကွင်းလည်းကစားမမျိုးတဲ့နော်โอเคခဏကျွန်တော်အဲ့ဒါလောလောဆယ်မတွေ့ဘူးသူအဲ့အဲ့ကစားမနဲ့ပတ်သက်လို့ကြဲကြဲပြက်ပြက်တဲ့တင်းကဘာမှမထွက်ဘူးပြောသေးလားအဲ့ကစားမနဲ့ပတ်သက်တဲ့တင်းဆိုရင်ခဏကျွန်တော်ကြည့်ကြည့်မယ် ကျေကျေပြည့်ပြည့်အခုချိန်မှာကျွန်တော်တို့အများကြီးမထွက်သေးဘူးဆိုတာဘာလို့လဲဆိုတော့တင်တဲ့ report တို့ဘာလို့ကဒီ Ryan Taylor တို့ဘာလို့ကပြောထားတာဆိုတော့အဲ့လောက်ကြီးဟောမလို့ပါသူကဘာပြောထားလဲဆိုတော့ Manchester United အသင်းရဲ့ဘက်က Club Brugge ကိုလည်းကစားမပြတဲ့ Aaron Jeschery လာတာနော် Aaron Jeschery ကိုစလေများနဲ့တွေးဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဗောနော် ကစားမကို ပေါင်34တန်းအန်ဂျီတက်မှတ်ထားတယ်လက်ရှိမှာ AC Milan ကပဲပေါင်25 26တန်းနဲ့ကလပ်ဦးကံလမှုတွေပြုလုပ်ပြီးတော့ထိတ်ဆုံးကဥဆောင်နေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ် ဆိုတော့အတင်းရဘက်ကညီကလို့တိတဲ့တိုင်းပဲကွင်းလေကမဖြစ်မနေအားဖြစ်ရမှာအားဖြစ်ရမှာဆိုတော့ကွင်းလေကစာမားတွေတရင်ထွက်တာကတော့အဲ့လိုမထူးဆန်းဘူးဗောနော်ဒါပေမဲ့ဒီကစာမားတွေက20နှစ်နဲ့2နှစ်ပဲကျွန်တော်တို့ရှိသေးတယ်เนาะကလပ်ဘရုကိုကျွန်တော်ရောက်လာတဲ့ကစာမားတွေအဲကလပ်ဘရုနဲ့စာချုပ်က2029ခုနှစ်ထိတည်တန်းရှိတယ်ဈေးကွက်တန်းကြီးယူရို30နဲ့2တန်းထိကျွန်တော်ရှိတယ်အဲ defensive midfielder central midfielder ပေါ့လေဆိုတော့ AC Milan နဲ့တရင်အများကြီးထွက်နေတယ် Dortmund နဲ့တရင်နေထွက်တယ်ဆို United နဲ့ကအဲ့လောက်သတင်းမထွက်ဘူးနော် Manchester United ကကျွန်တော်ဒါနော်အဲ့လောက်သတင်းမထွက်ဘူးဆိုတော့ဒါကြောင့်ဒီကစားမရဲ့အပြောင်းအရွှေ့ကတော်တော်လေးအချိန်နေနေသေးတယ်အခုချိန်ပြောတာနောက်ကျလို့ရှင်သတင်းထွက်ရင်ထွက်လာမှာပေါ့ဗျာဆိုတော့ဒီပြီးခဲ့တဲ့ကြာဒီက35ပွဲသူ Belgian Pro League မှာကစားတဲ့3ဂိုးသွင်း4ဂိုးဖန်တီးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောလို့ပဲအသင်းကကွန်းလင်ကစားမတွေကမဖြစ်မနေခေါ်မရမှာဒါပေမဲ့လည်းလို့ပေါ့နော် senior player နေရာတွေအတွက်ကြတော့ဒီဈေးမကြီးတဲ့ကစားမတွေကိုအသင်းကခေါ်ကောင်းခေါ်နိုင်တယ် ပေါ်ကောင်းခွင့်နဲ့နဲ့ဒီကစားမားနေ့ကအခုချိန်ကြီးတရင်ကကောင်း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 ထွက်သေးတာကျွန်တော်မရှိဘူး AC တို့ဘာလို့ကဘက်ကတော့တကယ်ခွန်ကြီးခွန်မပေါ့သူတို့ကအမှန်ကန်ပြောင်းလဲဖို့လုပ်နေတာကို United နဲ့ဒီကစားမားရဲ့ဂျာမာတော့တရင်ကတော့အများကြီးကျွန်တော်မထွက်သေးဘူးပေါ့နော် Okay ချစ်သူများနေပါလေအကွန်ညာအန်ဘူမိုနဲ့တဲ့ဘရူနိုတွဲလုံးနေကြီးကျင်လာပြီဗျာတဲ့အဲဂျားထဲမှာအူနာနာနဲ့ခေါင်းကြီးတို့တွဲလုံးနေလဲကြည့်ရအောင်ပဲလေနော်ဆရာသမားရေနော်အူနာနာတို့တွဲလုံးနေလဲကြည့်ရအောင်ပဲလေနော်အူနာနာကနော် ဟိုဂိုးမတန်းတဲ့ဘောလုံးကိုကိုကိုတဲ့ဆွဲထည့်လိုက်တယ်လို့ပါတော့မင်းเนาะကိုကိုတဲ့ကိုလှမ်းဆွဲထည့်လိုက်တယ်လို့မမီမကန်လှမ်းဆွဲလိုက်တယ်လို့ပါတော့เนาะကိုစီတက်တက်လာတဲ့အလုံးတွေကိုကျွန်တော်တို့เนาะအသားလေးဒူးလေးနဲ့တတ်ထည့်လိုက်တယ်လို့ပါတော့လာမှာမင်းเนาะအဲအမ်ဘူမူတို့အတွဲပဲမကြည့်နဲ့ကိုကောင်နေရေเนาะကိုကိုသူမနောက်တန်းအတွဲတွေလည်းကျွန်တော်ကြည့်ရအောင်ပါ defensive midfielder ကောင်းကောင်းရောက်စေချင်တာများတယ်เนาะโอเคပါအဲမြန်မာဘွဲတွေဝါချနာလို့မလုပ်ပါဘူးဆရာသမားတွေเนาะကျေးဇူးများတယ်ပါတယ် premier league player တွေကိုပြားတဲ့အဲပူကောင်း premier league player တွေဝယ်တာပူကောင်းနေလို့ထင်နေတဲ့တန်ပိုတက်ကြကိုလည်းနားလေတော့ ပြီးများလေးကစားမားတွေမှာတန်ဖိုးအတက်ကြနားလဲတွေတော့လည်းမဟုတ်ပါဘူးเนาะကျွန်တော်တို့တခြား league တွေမှာလည်းသူဟာလည်းသူရှိနေတာပဲเนาะကစားမားကောင်းတွေအဓိကရောက်လာဖို့ပဲเนาะတန်ဖိုးအတက်ကြတော့เนาะကျွန်တော်ပြီးများလေးကစားမားတွေမှာတည်တာမှာမဟုတ်တာเนาะပြီးများလေးကစားမားအနေငယ်ပဲကျွန်တော်တို့တည်တာအဲဒါကြောင့်လည်းပဲ worthless player တွေနဲတာလေပြီးများလေးတခုလုံးကြီးမှာ worthless player တွေအများကြီးပဲမှာမဟုတ်တာဟုတ်တယ်မလားเนาะတင်းတင်းတင်းမှာမှာ2ယောက်3ယောက်ပဲကျွန်တော်ရှိတာเนาะအဲ့လိုမျိုးရှိသေးတာဆိုတော့ game ကဒီ game ကဒီနေ့ live မလွှင့်ဖြစ်ဘူးဆရာသမားရေနော် game game လာ game က live မလွှင့်ဖြစ်ဘူးတရာနော်ကျွန်တော်ဒီနေ့အတွက် plan ထားတာမဟုတ်ဘူးလေနော်ဆရာသမားကျွန်တော်မနေ့ပြန်ရေးကြည့်သွားရရှိဆရာကြီးနော်ဆိုတော့ကျေးဇူးများတွေပါတယ်ကျေးဇူးများတွေပါတယ်ဆိုတော့အဲဒါကတော့လောလောတည်မှာကျွန်တော်ဒီနေ့ညရထားတဲ့တင်းတချို့ပေါ့လေမနေ့ပြန်မှာဆိုလို့ရှင်ကျွန်တော်တို့ရထားတဲ့တင်းလေးတွေကိုကျွန်တော်ထပ်ပြီးတော့တင်ပြပါမယ်မနေ့ပြန်ကတော့ကျွန်တော်ခုနကပြောလိုပဲရေးကြည့်သွားရရှိတယ်ဆိုတော့ live flow ဖြစ်မဖြစ်ဖြစ်တော့ကျွန်တော်ကြည့်ရအောင်မယ်။အကယ်လို့နည်းနည်းစောစောထပြီးလုံးကျင်လာလဲဖြစ်ကောင်းဖြစ်မှာပေါ့လေ။ဟွန်းစောင်းတော့ကြည့်ရအောင်မယ်နော်။ဆိုတော့ကျေးဇူးများတင်ပါတယ်။ ကြည်ညိုညူရီ1200နီးပါးရှိပါတယ်အားလုံးကိုကျေးဇူးပါ channel လေးကို subscribe နဲ့ဒီလိုဆိုရင်နေပြီးတော့တောင်းဆိုပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုလေးတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ